အစိုးရအတွက်ဆိုရင်ကျွန်တော်တို့ကလည်းတခါတလေမှားပေးရတာပဲဒါကြောင့်မလို့ကျွန်တော်ညီရသူကကြီးထားတာလိန်ဒီအပိုင်းနှင်းတဲ့ဘယ်လိုလဲလို့မေးရင်တော့အခုချိန်ထိတော့ဒီလိုရက်ကိုစစ်တပ်ကလုတာပါလို့တော့ဘယ်သူကမှတေချာတိတိပပဖားကန့်ဒေသခံတွေကမပြောနိုင်ဘူးခင်ဗျာမဟုတ်ဘူးထွက်ပြောလေခင်ဗျာမဟုတ်ဘူးထွက်ပြောလေဘယ်ပြောမလဲဒေသခံစစ်တပ်လုတာပါစစ်တပ်ကပြစ်တာပါလို့ပြောလိုက်တာနဲ့ဆိုတဲ့နေရာကျွန်တော်တို့သတင်းသမားတွေလွတ်လပ်စွာဝင်ဝင်ပေးမလားမေးကြည့်လိုက်ကျွန်တော်ကိုယ်တိုင်သွားသွားပြီးသတင်းရိုက်မယ် ကောင်းသွားရဲ့လို့လားအဲ့နေရာကိုမင်္ဂလာပါအစီနန်းတော် YouTube channel ကနေကြိုဆိုပါတယ်ဗျအခုဒီနေ့မနေ့တတင်းထဲမှာတော့တတ်တခိုင်ပြီးသုံးလုံးပါတီရုပ်ောက်ပွဲဝင်ဖို့အတွက်တားမြစ်ချင်းခံရတယ်ဆိုပြီးတော့ BBC ကထုတ်ပြန်လာတာတွေ့ရတယ်ဒေါ်တတ်တခိုင်ရုပ်ောက်ပွဲဝင်ပြိုင်ခွင့်မရဘူး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ရွေးကောက်ပွဲပြိုင်ရှင်ပြိုင်ခွင့်အရာအမတ်လောင်းစည်းရင်းမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကရာဒေါ်သက်သက်ခိုင်ရဲ့အမည်ကိုမတွေ့ပါဘူးတဲ့ကိုယ်တည်းလောင်းအရေးချင်းပြက်ရွံ့တဲ့အတွက်ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲရှင်ပြိုင်ခွင့်မရဘူးလို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတည်င်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်အမတ်လောင်းစည်းရင်းမှာသူ့နာမည်မပါလာတာဖြစ်တယ်တဲ့နော်ဘာကြောင့်မပါလာလဲဆိုတဲ့အရာကပြီးခဲ့တဲ့ရက်ကကျွန်တော်လည်းတွေ့တယ်ဟိုဟာရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းတယောက်ငွေကြေးတွေ 边边了、啊，么山路走了一下，哎，一下嘛，太疲劳，就里面的太疲劳，人出来了去呀。么奥米隆超市是瑞金的一家四万斤重、规格百里眼的鸭叫，就一点个，偏来被山南人么吃的，特特看起了，照顾的了，一片嘛，被一片看牙的。然后庙里么奥米隆超市。 68 resident အင်အားစီမံကိန်းကြောင့်ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်မှာတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခံရကြောင်းနိုင်ငံအတိုင်းအဝန်ကရန်ကုန်ခေတ္တသတင်းဌာနသို့ပြောပါတယ်။ကဘာရေးဖျားလာတဲ့ဆီယာဆန်လန်းနောက်ကြီး68 resident အင်အားစီမံကိန်းကိုဒေါ်သက်သက်ခိုင်နဲ့အောင်ကျော်ဝင်းမတ်အောင်ကျော်ဝင်းတို့ကကဘာကမ္ဘောဇာဗန်ဒံမှငွေကျပ်ဘီလီယံ100ကျော်ချင်းငွေချေထားလို့အင်အားစီမံကိန်းမှာတဲ့အချိန်မီပြီးစီးနိုင်ခြင်းမရှိခြင်း အခမ်းအနိုင်ကြီးမရှိခဲ့ခြင်းကြောင့်ထို့ပြင်ကမ္ဘောဇာဘက်မှချေးယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရတယ်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းသတ်မှတ်ချက်မှာလူမွဲအဖြစ်သက်ဆိုင်ရာတရားရုံးကြီးကြီးညာထားခြင်းခံရခြင်းမှလူမြောက်ခွင့်မရာသေးသူဆိုတာပါတယ်အဲ့ဒီတော့ဒေါက်တာသက်ခိုင်ကိစ္စမှာလူငွဲတော့မကြင်ညာခံရသေးတော့လဲအကျွေးပြန်မဆက်နိုင်လို့တရားတော်ပုံဖြစ်နေတဲ့သဘောရှိတယ်တဲ့ဆိုတော့ အရေးအချင်းသတ်မှတ်ချက်တွေကတော့ညိတယ်လို့ပြောလို့ရတယ်လို့မညိသေးဘူးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့အကျွေးမဆက်နိုင်တာမလို့လူမွေးအဖြစ်ကြီးညာခံရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကဒေါက်တာသက်ခိုင်ပါတီဝင်ပြိုင်မဲ့ဒေါက်တာသက်ခိုင်ကိုကျွန်တော်တို့ဒီအမတ်လောင်းစင်းရင်းကနေပယ်ဖြတ်ခြင်းခံရတယ်။ဘာကြောင့်လဲ။ကျွန်တော်တို့၁၀ရက်နဲ့၁၀လပိုင်းမှာဒီကျွန်တော်ဒီ YouTube channel မှာပဲဒေါက်တာသက်ခိုင်အမေစုနဲ့ဒေါက်တာသက်ခိုင်နဲ့ပတ်သက်ပြီးတော့မေးခွန်းမေးတယ်ပေါ့နော်။တကယ်လို့လွှတ်တော်တွေရောက်သွားပြီးအမတ်လောင်းဖြစ်သွားပြီးဖြစ်သွားပြီးဆိုရင် ောင်အောင်ဆန်းစုကြည်တို့နိုင်ငံခေါင်းဆောင်တွေနိုင်ငံအရေးလှုပ်ရှားတဲ့နိုင်ငံရေးသမားတွေအားလုံးလှုပ်ပေးဖို့အတွက်ဘာရှိလှုပ်ပေးဖို့ဘလို့ကူညီပေးနိုင်လဲဘလို့လှုပ်ပေးနိုင်လဲဆိုတော့မေကွန်မေးတဲ့ခါမှာ तू ပြန်ဖြေသွားတာရှိတယ်ဘာလဲတော့အဲ့ဒီမှာ तू ဖြေသွားတာကကျွန်တော်ပြောပြမယ်ဗျာဒေါအောင်ဆန်းစုကြည်ကိုစော်ကားသွားခြင်းလည်းမရှိဘူးလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအားလုံးမှာအမေစုလက်ထက်ကရှိတဲ့အစိုးရနဲ့လက်ရှိအာဏာရှင်အစိုးရလက်ထက်မှာရှိတဲ့ငွေကြေးပိုင်းဆိုင်ရာနဲ့ ရဟယင်ကိစ္စကိုသူတိတိချာချာပြည်သူတွေကိုသိစေခြင်းလို့ဆိုပြီးနားလည်အောင်ရှင်းပြသွားတယ်။အဲ့ဒီအရာမှာကျွန်တော်တို့တချို့ထိခိုက်ရှလွယ်တဲ့လူတွေကသတင်းမီဒီယာတွေပါပါတယ်။နော်။ဖေဒီမောင်လေးနဲ့ဆဲဆိုပြီးဖြစ်နေရတယ်။အမှန်တကယ်ကဒါနိုင်ငံရေးမဟုတ်ဘူးဗျ။ဘာကြောင့်ကျွန်တော်ဒီလိုမျိုးပြောလဲဆိုရင်ကျွန်တော်ဒေါက်တာဆန်ကင်ပါတီရဲ့ lobby လည်းမဟုတ်ဘူး။ကျွန်တော်တို့နိုင်ငံရေးနိုင်ငံရေးကိုနိုင်ငံရေးလို့မမြင်တတ်တဲ့အတွေးတွေနဲ့လက်ရှိ ပစ္စုပန်တက်တက်မှာဖြစ်နေတဲ့မြန်မာနိုင်ငံလူနိုင်ငံသားတွေရဲ့ပေါ်ပင်ကြိုက်တယ်ဆိုတဲ့အရာမျိုးတွေကိုသုံးသပ်ပြောဆိုတဲ့အခါကျတော့တကယ်စစ်မြစ်အရာကပျောက်သွားကြတယ်။ဘာကြောင့်လဲ။နိုင်ငံရေးမှာထိခိုက်ရှလို့ဖြစ်လို့မရဘူးကြာကျွန်တော်တို့ကသဘောထားကြည့်ရတယ်။ဘာကြောင့်လဲ။ကျွန်တော်တို့ကလိုချင်နေတဲ့လူတွေလိုချင်နေတဲ့လူတွေဖြစ်တဲ့အတွက်မိမိလိုချင်တဲ့အရာတွေကိုနှစ်ဖက်မျှတူရတယ် ငါနဲ့မတူငါရန်သူမြင်တာနဲ့စဲမယ်ဖေနဲ့မောင်နဲ့ကင်တုတ်မယ်ဆိုရင်ဒါဟာနိုင်ငံရေးအခင်းကျင်းမှာအောင်မြင်လာတဲ့အရာတခုတော့မဟုတ်ဘူးကျွန်တော်မေးရင်လည်းဒီမိုကရေစီဆိုတာပါလေအကြောင်းအရာတခုပေါ်မှာဂဂနနဝေဖန်ပိုင်းခြားခြင်းမရှိဘဲနဲ့တစ်ဖက်လူကိုသွားပြီးအပြစ်တင်နေတယ်ဆိုရင်ကိုယ့်ဘက်မှာမှားနေတဲ့အရာတွေကြတော့ကခင်ဗျားတို့ကဘာလို့ထုတ်ပြီးတော့မပြောရကြလဲနိုင်ငံရေးလို့နိုင်ငံရေးလို့ရင်ကြပါအခုအာနာရှင်ထပ်ပြီးတော့တတ်တခိုင်ကို အမတ်လောင်းစင်းရင်မှမပါဘူးဆိုတာတကွက်ပြလိုက်တယ်လို့ကျွန်တော်ထပ်ပြီးတော့သုံးသပ်ပါမယ်ဘလို့တကွက်လဲငွေကြေးအရှုပ်ရှင်းနေရှိတယ်ကမ္ဘောဇာဘဏ်ကချိထားတဲ့ငွေတွေပြန်မဆက်နိုင်ဘူးဆိုတော့ပုံမှန်တစ်ခုတည်းနဲ့ပြည်သူတွေကြားထဲမှာကျွန်တော်တို့ကိုဂျင်းထည့်လိုက်တဲ့အကွက်တစ်ကွက်ရှိတယ်ဘာလဲတော့အရင်အချင်းပြည့်မိချင်းမရှိတဲ့လူမွေးစင်းဖြစ်နေတဲ့လူတွေဟာဒီလိုရွက်ကောက်ကွဲမှာဝေပြရင်ကျွန်တော်တို့နိုင်ငံကိုဒီလိုအမတ်လောင်းတွေကအုပ်ချုပ်ရင် မကောင်းဘူးဆိုတဲ့အရာကိုကျွန်တော်တို့ပြည်သူနဲ့တသက်ခိုင်ကြားထဲမှာပြန်ပြီးတော့အာနာရှင်ဟာရန်တိုက်ပေးလိုက်တာကိုခင်ဗျားတို့မြင်ကြလားကျွန်တော်တို့မြင်တတ်ဖို့လိုတယ်တွေးတတ်ဖို့လိုတယ်ဒီအကွက်တွေကိုဘယ်သူကဘာကြောင့်ရွှေ့နေတာလဲဒေါ်ဆန္နာမင်းပြီးတော့အခုဒေါ်တသက်ခိုင်ဖြစ်လာပြီဒါတွေဟာကျွန်တော်တို့ခင်ဗျားတို့လည်းပြောဦးပါတယ်အာနာရှင်ရဲ့စစ်တူရင်ကစားပွဲဘန်းပေါ်မှာရှိတဲ့ပုံအဆင့်လေးတွေပဲရှိတယ် ရသမျှထိုးကြွပြီးရသမျှအကွက်တွေနဲ့ပြည်သူရဲ့အားကိုအာနာရှင်ဟာပြန်ယူနေပါလားဆိုတာကိုခမရတို့တွေးမိကြလားမသိဘူးဗျကျွန်တော်ကတော့ဒီလိုပဲတွေးပါတယ်တသက်ခိုင်အမတ်လောင်းဖြစ်ကလှုပ်ဖိတ်ခံလိုက်ရလို့ပဲဖြက်ခံလိုက်ရလို့ပျော်နေတဲ့လူဟာတရားမှာ90ရာခိုင်နှုန်းရှိနေမယ်ကျွန်တော်ဒေါက်တာသက်ခိုင်အဲ့ဒီနေ့ရအင်တာဗျူးမှာပြောတဲ့ဟာကို review ပြန်လုပ်တဲ့အခါမှာမြေရှင်ပြန်လုပ်တဲ့အခါမှာထိခိုက်ရှာလွယ်ဖြစ်တဲ့လူတွေရှိတယ်အဲ့လိုမလုပ်ပါဘူး ကျွန်တော်တို့အာနာရှင်ရွှေ့နေတဲ့အကွက်တွေဟာဘာအကွက်တွေလဲဆိုတာကိုကျွန်တော်တို့ခင်ဗျားတို့အားလုံးကသိဖို့လိုတယ်။တိမသားလင်းအာနာရှင်တဲ့ခြေတလန်းတာတဲ့အတွေးခေါ်မျိုးနဲ့စူးစည်းညင်ညွတ်မှုနဲ့လှုပ်လိုက်မယ်ဆိုရင်အာနာရှင်ကပြတ်နေပြီ။ကျွန်တော်တို့ထိခိုက်ရှာလို့မဖြစ်ကြနဲ့။နိုင်ငံရေးကိုနိုင်ငံရေးလို့မြင်ကြပါ။ဘာကြောင့်လဲ။အာနာရှင်ကလည်းကြိုးတွက်ပြီးသားပါ။ ် NLD ပါတီမှာအရင်နေပြီးအခုချိန်ကျမှငါ့ကိုလာဘောပြေမတဲ့မိမတယောက်မှာယုံကြည်မှု ရှိနိုင်သလားမရှိနိုင်သလားဆိုတော့အာနာရှင်ဟာသူ့ဘက်ကိုဗတ်ပြောင်းပြီးပါလာတဲ့လူတွေကိုစနစ်တကျနဲ့တတိပြန်ဖြတ်နေတယ်ခမရတို့မြင်ကြလားမြင်ကြဖို့လိုတယ်ဒေါ်စနာမင်းပြီးပြီအခုဒေါ်တော်တက်ခိုင်လာပြီအဲ့တော့နိုင်ငံရေးကိုနိုင်ငံရေးလို့မြင်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒေါက်တာသက်ခိုင်နဲ့ပတ်သက်တဲ့ကိစ္စလေးကတော့ဒီလောက်ပါပဲ ျွန်တော်တို့အတွေးခေါ်ပိုင်းနေမြင့်မြင့်မားမားနဲ့တော်လန်ရေးကိုဆက်သွားကြပါစို့နော်ဟိုနောက်ထပ်ကျွန်တော်ဟိုလိန်ကြီးပေါင်း16000တဲ့ကနောက်တစ်မျိုးလိန်ကြီးတစ်ခုကျွန်တော်ပြမယ်ကျက်9000တိပထမဆုံးပြောမှာကဒီလိန်ကြီးအပိုင်းနဲ့လာပါပြီတဲ့ကျွန်တော်လိန်ပြောရတာရီရလာတဲ့ဟာဒီကောင်လည်းဝက်ဆောင်လုံးကိုကြံခဲ့ပြန်ကျော်မျိုးမင်းဟာဟာဟာစာရီရတော့မိုက်တယ်ဒီကောင်ရီရလာ9000တိကောင်ပါပြောမယ် အကတ်မမနေ့ကဖြစ်သွားတဲ့မနေ့ညဖြစ်သွားတဲ့ဟာလေးပေါ့နော်ဒါလည်းကျွန်တော်တို့ video file နေအကြမ်းမြင်ကြည့်ဘူးထားလိုက်ပြီလို့ကျွန်တော်ယူဆတယ်ပကတ်မှာမနေ့ကတော့ဝင်ရောက်ပြီးပြစ်ခတ်တဲ့ဟိုအနေခုဖြစ်သွားတယ်မနေ့ကဖကတ်မှာပေါ့နော်ဆိုတော့ဟိုဘဲဖွဲ့မှန်းမသိဘူးပေါ့အမီဖော်မဖော်နိုင်တော့ပေါ့နော်အဖွဲ့တစ်ဖွဲ့ရနေပြီးတော့ဖကတ်လုံခင်းကြောက်ဝိုင်းထဲမှာမနေ့ညညနေပိုင်းလောညပိုင်းမှာဝင်ပြီးတော့ဒါဒါဆိုတိုင်းနဲ့ပြစ်သွားတာဒါဆိုကံကောင်းတာတော့ဘိုးဘော်ထောင်ပြစ်သွားလို့အမီဒီလိုသားမြေမြေဒီလိုရမ်းလိုက်လို့ရှင်တော့ဘာသူပြစ်တာလဲကွာ မနေ့ကကျွန်တော်တို့ရဲ့ reaction မှာသူပြောထားတဲ့စကားလေးတခုရှိတယ်နော်အစိုးရအတွက်ဆိုရင်ကျွန်တော်တို့ကလည်းတခါတလေမှားပေးရတာပဲဒါကြောင့်မလို့ကျွန်တော်ညီရသူကရေးထားတာလိန်ဒီအပိုင်းနှင်းတဲ့လူကြီးကြတဲ့ကြီးစံနဲ့ဝင်ပြီးသေးတဲ့လူသေးကြအောင်ပါကိုယ်ကံကောင်းတာဘိုးဘော်ထောင်ပြလေးတဲ့အတွက်တင်းဆုံးမှုတော့မရှိဘူးဒါပေမဲ့ပြက်ခတ်မှုတော့ဖြစ်သွားတယ်ဆိုရင်သတင်းကထွက်လာတယ်မနေ့ညနေ6နိုင်ခွဲလောက်ပေါ့နော်ဆိုဖာအဖာကန်ရဲ့ဒီလုံခင်းနဲ့မော်စီစာဘက်ဒီမှာနော်အဲ့တော့ အဲ့မှာကားကားကားတစ်စီးနဲ့မောင်းလာပြီးတော့ကိုသူကလူကြားတဲ့ကိုဝင်ပြီးတော့ကိုမောင်းလာပြီးတော့အလောတကြီးမောင်းလာတယ်ပြုတ်ဟောင်းတနာဖောက်ပြစ်တယ်ပြစ်ပြီးတော့ဆက်ပြီးတော့မောင်းမောင်းပြေးသွားတယ်ပေါ့နော်ဆိုတော့ဘယ်ဖွဲ့လုတ်တယ်လဲဘသူလုတ်တယ်လဲဆိုတော့မေကွန်အဲ့ဒီမေကွန်ကအဓိကအဲ့မေကွန်အဓိကဆိုတော့ဘသူလုတ်တယ်လို့မေးရင်တော့အခုချိန်ထိတော့ဒီလိုရက်ကိုစစ်တပ်ကလုတ်တာပါလို့တော့ဘသူကမှတေချာတိတိပပဖားကန့်ဒေသခံမြေမပြောနိုင်ဘယ်ပြောမလဲဒေသခံစစ်တပ်လုတ်တာပါစစ်တပ်က ပြစ်တာပါလို့ပြောလိုက်တာနဲ့အာနာရှင်ဆိုတဲ့ရုံမှမှုရဲ့အကြောင်းအရာတွေကိုတိတဲ့အတွက်ဒီသူတွေဟာအတန်တိတ်ပြီးအလံတွေလည်းမလိမ့်ဘူးအလံလိမ့်ပြီးတော့လည်းအတန်တွေကမတိတ်ဘူးထုတ်ပြောလို့မရတဲ့အနေအထားမျိုးတွေဖြစ်နေလို့ပဲနော်အဲ့လိုပဲဘယ်ဖွက်လုပ်လဲဆိုတော့မပြောနိုင်ဘူးဆိုတော့ကြည့်ရတော့ဘယ်ဖွက်လုပ်လဲမပြောဘူးဆိုရင်တော့ဒါဘယ်ဖွက်လဲပေါ်ပြီးပါဗျာနော်ပေါ်စရာရှင်းနေကြပဲဘယ်ဖွက်လဲဆိုပေါ်နေပြီပေါ့ပြီးတော့လုံခင်းတို့ဖားကန်တို့နေရာဒေသတွေဆိုတော့က ဟိုရှင်းပြရင်တော့လုံခဲဒေသတွေပေါ်ဆိုတာ KIA အုပ်စုတွေကလည်းအဲ့ဒီမှာရှိတယ်စစ်တပ်ကကျတော့သူ့ရဲ့တိုက်တိုက်ရင်ခေတ္တမှာပဲရှိတယ်သူ့ရဲ့တိုက်ရင်ဌာနချုပ်တွေမှာပဲသွားရှိတယ်တတ်ထားပြောရအောင်စစ်တပ်ကလည်းသူ့တိုက်ရင်မှာပဲရှိတယ်သူ့ဂိတ်မှာပဲရှိတယ်ပြောချင်တာတော့စစ်တပ်ကလုတ်တာမဟုတ်ဘူးပေါ့ဌာနချုပ်တွေမှာပဲရှိတယ်ရဲတွေကလည်းသူ့ရဲစခန်းမှာပဲရှိတယ်အဲ့လမ်းပေါ်မှာရှောက်ကားတစ်စီးနဲ့ဝူဝါရှောက်သွားတယ်သွားလို့ရှိတာကတော့ဘဲဖွဲ့လဲဆိုတော့ဒါသက်ဆိုင်ရာအနေမြေမှာတာဝန်ရှိတယ်လို့သိပါတယ်နေမြေဒေသခံပြည်သူတွေကကောင်းကောင်းသိပါတယ်သူဖြင့် အဲ့ဒီဖားကန်လုံခင်းအဲ့ဒီတနက်ဖြစ်ဖောက်ခံရတဲ့အဲဝင်းထဲမှာရှိနေတဲ့ပြည်သူတွေတိုးချင်းစီကတိကျပါတယ်ဒါပေမဲ့သူတို့မပြောရကြဘူးဘသူဖောက်တယ်လို့သူတို့နှုတ်ကနေမပြောရဘူးဒါပေမဲ့တချို့သော comment လေးတွေမှာတော့တွေ့ပါတယ်ဘသူဖောက်တယ်ဆိုတော့တွေ့ပါတယ်ဆိုတော့ပြုံပြုံလေးနဲ့ပြောရနော်ဘသူဖောက်တယ်ဆိုတော့ပြုံပြုံလေးနဲ့ပြောရနော်ဆိုတော့ဒါဟာဘာလဲဆိုအကြောက်တရားကြီးဆိုးတယ်လို့ခေါ်ပါတယ်ဒီဒေသမှာဟေးစဉ်းစားမိလားသူပြောတဲ့ပုံစံကိုကြည့်ကြည့်နော်ဘသူလုတ်တယ်ဆိုတာခင်ဗျားတို့သိပါတယ်စက်တက်ကလုတ်တာကို तू မလေးတစ်ဖက်နဲ့ ဖော်နေတယ်လို့ပဲเนาะဒါပေမဲ့ကျွန်တော်လိန်တော့လိန်နေရေနော်ဘု து အပူကြောက်တယ်လေလို့မေးရေနော်ပွန့်လည်းပြောရေနော်တို့တို့ဘု து ပြည်သူလူလူဘု து အပူကြောက်တယ်လေမေးရေစစ်တပ်ပေါ့စစ်တပ်ကိုပို့ကြောက်တာပေါ့စစ်တပ်ကိုပို့ကြောက်လို့တနက်နဲ့အုပ်ဆိုးပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်ထားလို့ပြည်သူကနေရဒေသအရာမပြောရတာဟုတ်တယ်ဟုတ်နော်တရားဥပဒေစိုးမိုးရှိတဲ့အဖွဲ့အစည်းကိုတော့တို့မကြောက်ဘူးဗျတရားဥပဒေစိုးမိုးမှုကိုနားမလည်တဲ့အဖွဲ့အစည်းကိုတော့တို့ကြောက်တယ်ဘာလို့ဆိုတရားဥပဒေစိုးမိုးမှုမရှိတဲ့အဖွဲ့အစည်းမြန်မာနိုင်ငံမှာဘယ်အဖွဲ့အစည်း ဖြစ်နေတယ်လေခင်ဗျားတို့စဉ်းစားကြည့်ပဏ္ဏကသာဥပဒေပဲကျွန်တော်ဥပဒေမဟုတ်ဘူးဆိုတော့အဖေတို့တို့ကြောက်တယ်ဆိုတော့ဘယ်ဖွက်လဲဆိုခင်ဗျားတို့တော့တဘောပဲတော့ဘောပဲပေါ့နော်ဆိုတော့တူ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 တဘောဘောအတလိတ်သွားတယ်ရအလန်အတန်အတန်မှာလိတ်သွားတယ်နော်ဗဇက်တွေရှာတွေမှာလိတ်ကုန်လာတော့တကောပြောစရာနံပါတ်တက်စရာမလိုတော့ဘူးပြောတကယ်တမ်းအကဲမျက်လုံးတွေကိုကြည့်စကားတခုပြောရင်ပွန့်ပလင်လင်ပြက်ပြက်သားသားနဲ့မှန်တဲ့အရာကိုဒီကောင်ပြောတော့ပြောချင်းနေနော်တကယ်လို့များပြအောင်ယုံမင်းကိုလမ်းမှာတွေ့တဲ့အခါကြာရင်မတတ်နိုင်ဘူး ေါသတွေနဲ့မလုံနိုင်ဘူးခုနတသက်ခိုင်ကိစ္စလို့ပေါ့ဒေါသတွေနဲ့မဖြစ်ကြနဲ့ကျွန်တော်တို့အဲ့ဒီထဲမှာအဖြေမှန်နေရှိတယ်ကျွန်တော်ပြောကြမယ်တရှူတရှူပြန်လှုပ်ပြီးတော့လှုပ်လို့ရတဲ့နည်းတွေတပုံကြီးရှိတယ်ပြင်းများဒါကစစ်တပ်ကလှုပ်ခဲ့တယ်ဆိုရင်တော့ခုလောက်ဆိုရင်အော့တောင်းနေတဲ့ပလောညံနေမှာဒါပေမဲ့စစ်တပ်လှုပ်လားမလှုပ်လားတော့မသိဘူးတရင်ကတော့အလောက်ကြီးဟိုဘက်အုပ်စုမှာခြေခြေလေးလောက်မလှုပ်ဘူးဆိုကြတဲ့ကအဖြေကတော့တွေ့နေပြီပေါ့နော်ဆက်ဒါဖြေထွက်နေပြီပေါ့ဒါဖြေထွက်နေပြီပေါ့နော်ဆက်ဒါဖြေထွက်နေပြီပေါ့ဟဲ့ဒီကောက်တာဘာလို့တူရော ဒါမှအဖြေထွက်နေပြီတဲ့ဒါဆိုဒီကောင်ဗီဒီယိုဖိုင်တစ်ဖိုင်ရှိရမယ်ကျွန်တော်ပြရမယ်အဲ့ဗီဒီယိုဖိုင်အော်ဒါမှဒါကောင်ပို့ထားချင်းကျွန်တော်ညှိလုပ်ထားတာဖာကန်တို့ရဟတ်ရင်ဖြင့်ရောက်လာသည့်တမ33တမမှုအတစ်ကကြောက်ဝိုင်းအတွင်းတနက်ပြစ်ဖောက်၍လေချောင်းမှပါပုံကျဲတယ်အော်ကျွန်တော်မြင်ခုနက तू လိန်တော့လိန်တယ်ဒါပေမဲ့လိန်တဲ့နေရာမှာ तू စကားကို ပုံပုံလင်းလင်းပြက်ပြက်သားသားတတိရှိရှိထုတ်မပြောရတဲ့ပြဿနာဒါကြောင့်ဖြစ်မယ်နားထောင်ကြည့်ပြကချင်ပြည်နယ်ဖားကန့်မြို့ကိုရောက်ရှိလာတဲ့တမ33တမမှုကဖားကန့်ကြောင်ဝိုင်းတွင်တနက်ပြဖောက်မှုတွေပြုလုပ်ခဲ့ပြီးလေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်ဒါဟာအကြောက်တရားနဲ့ပြည်သူကိုအုပ်ချုပ်တာဟုတ်သလားမဟုတ်သလားတရားဥပဒေစုံကိုရေး ပါတီစုံဒီမိုကရေစီစနစ်ပေါ်ဆောင်ရေးစုံရပါဇက်ကထွက်နေတဲ့လူပုဂ္ဂိုလ်ခေါင်းဆောင်ကပြောနေတဲ့အရာဒါလက်တွေ့ပဲကျွန်တော်ပြည်သူတွေအနေနဲ့ဘလောက်ထိဒုက္ခရောက်ပြီးစိတ်ဆင်းရဲမှုအပေါင်းနဲ့အကြောက်တရားနဲ့နေနေရလဲဒါအဖြေတွေပဲဗျာအေးတမ33တမမူဟာပြီးခဲ့တဲ့အောက်တိုဘာ22ရက်မနေ့ပိုင်းမှာဖားကံမြို့ကို MI17 ရဟတ်ရင်နဲ့ရောက်ရှိလာတာပါတမ33နဲ့တက်ချိုးပြောင်းလဲလုပ်လိုက်တယ် တိုက်ခိုက်ရေးတပ်မကြီးကိုပြောင်းနယ်လို့သတင်းထွက်လာပေမဲ့နောက်တန်းကိုတရင်နှင်းလောက်သာပြန်ရောက်တယ်လို့ကြားရတယ်။ဆိုင်းတောင်နဲ့လုံခင်းဘက်မှာလည်းဆစ်ဆိုင်နေတာရှိတော့တပ်မ33ကိုအင်အားထပ်ဖြည့်တယ်လို့လည်းကြားပါတယ်လို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။အဲဒီတပ်မမူဟာဖားကန်ကိုရောက်ရှိလာပြီးညပိုင်းမှာဖားကန်မြို့ရှိမော်စီစာကျောင်းဝိုင်းနဲ့လုံခင်းကျောင်းဝိုင်းတွင်းကိုတနက်ပြစ်ဖောက်ပြီးရုံရင်းဆန်ခတ်ဖြစ်စေဖို့ပြုလုပ်ခဲ့တယ်လို့သိရပါရယ်။ အဲ့လိုတက်မမှုမရောက်ခင်အောက်တိုဘာ21ရက်နေ့ကဖားကန်းရှိကချင်လွတ်လပ်တပ်မတော် KIA တရင်6နဲမြေကိုဘုံလုံးရေ30ကြော်ကျဲချတိုက်ခတ်ခဲ့ပြီး20ရက်နေ့မနက်ပိုင်းမှာလည်းဘုံလုံးရေ30ကြော်ထပ်မံကျဲချခဲ့ပါရယ်စစ်ကောင်မရှင်ဟာဖားကန်းကနေတက်မ33လောက်ခန့်တက်ချို့ကိုမန္တလေးနဲ့စကိုင်းဘက်ကိုပြန်လည်ခေါ်ယူလိုက်ပြီးခလာရ၄နှစ်ခမရ၁နှစ်ခမရ၁၁ခမရ၁၃တို့ကို ရေခါလက်နက်ခဲယမ်းတွေနဲ့အတူဖားကန့်ကိုအင်အားဖြည့်တင်းခဲ့တယ်လို့သိရပါတယ်။ Okay ဖားကန့်မှာကြောင်ဝိုင်းတွင်းမှာတနက်ဖောက်ပြီးလုတဲ့လူကဘာတူလဲ33တမမှုအစ်စ်ကနေတနက်ဖောက်ပြီးတော့ပြည်သူတွေကို အကြောက်တရားနဲ့အုပ်ချုပ်ဖို့အတွက် လုတဲ့အကွက်တွေဒီအကွက်တွေကိုတရင်လိန်ပြန်ကြားရေးကြောင်မျိုးမင်းကတော့လိန်နီးအနှစ်ဆိုတဲ့ပုံစံမျိုးနဲ့ထပ်ပြီးတော့လိန်သွားပြန်ပြီကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီလိုမျိုးတရင်အမှန်တွေလည်းသိရမယ် မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ပြည်သူတွေရဲ့အတိဒုက္ခကိုလည်းကျွန်တော်တို့ UNG တိဖို့လိုတယ်။ဒါတကယ်ဖြစ်ပျက်နေတဲ့အရာတွေရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ခင်ဗျားတို့အဝေးမှာနေသလိုမျိုးနေတာနေလို့ရတယ်။ကိုချင်းစာတရားနဲ့နိုင်ငံကိုဥဆောင်ဥရပြုတ်တဲ့အစိုးရတရက်ဆိုတဲ့အဖြစ်ဟာဒီအဖြစ်တွေပဲလုံနိုင်စွမ်းနဲ့လုံတန်စွမ်းဆိုတာအများကြီးကွာခြားနေတဲ့အရာကိုတော့တိဖို့လိုပြီ UNG ျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ထပ်ပြီးတော့ပြမယ်ဒါကတော့အချိန်ပြည့်ဟော့ဖြစ်နေတဲ့ကြားဖြန့်ကြားဖြန့်မှာတကယ်နေရာမှာရှိတဲ့လူတွေဘလို့ကြီးရွက်ချက်ဘလို့စကားမျိုးတွေပြောထားလဲတချက်နောက်ထောင်ကြည့်ပြလူရှင်ရတော့ကောင်းတယ်အကယ်ဒမီတော့ဘလို့ရမယ်တော့မသိဘူးပြုလို့သူကတော့မအေးအေးဝင်စီစဉ်သူမအားလားโอ้ว่าบ่ออนไลน์โอ้ง่วยเล่นเล่นกันโอ้จับเพี้ยนပြောမယ်ဆိုရင်ဒါကျွန်တော်တို့ဆိုကိုယ့်ကိုယ်မှာလဲရှိကန်းကိုကျွန်တော်တော်တော်ထိုင်တယ် ကျွန်တော်လည်းမသိပါဘူးပတ်သက်မှုလည်းလုံးဝမရှိပါဘူးကျွန်တော်တို့သူကောကမှာခုနကကျွန်တော်ပြောသလိုပဲဒီကျွန်တော်တို့ဟာပေါ့ဟိုပေါ့စောက်ရည်လောက်တာဟိုအရာစီမံကိန်းကျွန်တော်စောက်တယ်ဟိုတယ်စောက်တယ်ကျွန်တော်ကတော့မြင်ငါရန်တဲ့လူပဲကျွန်တော်မြင်ပဲငါရန်တာကျွန်တော်မြင်ငါရန်နေတဲ့ကရင်ပြည်နယ်မှာရှိတဲ့ KNU စိုးမိုးတဲ့နေရာမှာ BGS ဆိုတဲ့အဖွဲ့ပေါ်လာတယ်အပိုင်စားဆိုတာရှိတယ် KNK ပြည်နယ်မှာရှိတဲ့ဗဟုထဏာချုပ်ဖြစ်တဲ့ KNU ကပိုင်တယ် BGA ကပိုင်တယ်ဒါဆိုရင်မြန်မာတိုင်းငံအတွင်းထဲမှာရှိတဲ့ဒီမြေဟာမြန်မာနိုင်ငံအစိုးရကပိုင်တာမဟုတ်ဘူးလားစဉ်းစားကြည့်ပါပြောမှဆိုရင်ကျွန်တော်ပထမနှစ်ဆိုရင်ကျွန်တော်ဟိုဘောတလားမှကျွန်တော်သိန်း40ပဲကျွန်တော်တို့ရတာတလားမှသိန်း40လောက်ပဲအများကြီးကျွန်တော်မရပါဘူးကျွန်တော်တင်သားကိုဖွင့်ပြတိုးတက်စေချင်လို့ကျွန်တော်တင်သားတစ်ခုကိုကျွန်တော်ဖွင့်ပြ တိုးတက်စေတဲ့စံတန်းနဲ့အဲ့ဒီစံတန်းလုံးလုံးအမားပါရာမျိုးဖြစ်ကောင်းဖြစ်လိုက်မယ်အမားပါရာမျိုးဖြစ်ကောင်းဖြစ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီစားဖွံ့ဖြိုးတိုးတက်ဖို့အမားပါရာမျိုးဖြစ်ကောင်းဖြစ်လိုက်မယ်ဆိုရင်ကရင်ပြည်နယ်မှာရှိတဲ့ကရင်လူမျိုးကရင်ပြည်သူတွေဘာကြောင့်အခုဒီစစ်ပေးရှောင်နေရတယ်လဲလို့ကျွန်တော်ဗိုလ်ချုပ်ကြီးဆော့ချစ်သူမေးချင်ပါတယ်ဘာကြောင့်လဲဆိုရင်လူသားစာနာဆိုတဲ့ကိုကျင်းစာတွေကအပြည့်နဲ့ကိုပြည်နယ်တိုးတက်လွတ်မြောက်အောင် ဘာကြောင့်အခုချိန်ထိမလုပ်ပေးကြလဲပေါ့နော်ဒါကတော့ဘောဘုံစောချစ်သူကိုအကန့်ပြောတာမဟုတ်ပါဘူးကိုချင်းစာစိမ့်နဲ့ပြောတာပါနော်မေးတာပါအဲ့ဒါအမှန်တကယ်ပြောမှဆိုရင်လောဘကျွန်တော်နဲ့ပတ်သက်တာလည်းမရှိဘူးကျွန်တော်တို့သိခဲ့ရင်လက်ခံမှလည်းမဟုတ်ဘူးဟုတ်ကဲ့ပါလက်ခံမှလည်းမဟုတ်ပါဘူးတဲ့သူပြောတာတော့မှန်ပါတယ်ဒါပေမဲ့ရွှေကိုကိုတို့ကီကီပတ်လို့နေရာမျိုးတွေမှာတော့မြန်မာနိုင်ငံရဲ့ဒုတိယလောက်ကင်ပြီးတော့ဒုတိယလက်စ်ဘီကပုံစံမျိုးဖြစ်နေတာတော့ကျွန်တော်တို့ခင်ဗျားတို့အားလုံးမျက်မြင်တတ်သိပဲနောက်ထပ် GGB ရေကဘူကြီးစောစမ်းအောင်သူပါတယ်ပြောထားလိုက်နားထောင်ကြည့်ပြဟိုချာဖြန့်ဆိုတဲ့ဟိုတင်းရတော့ကျွန်တော်တို့ကအသေးစိတ်မပြောနိုင်ပြောမသိဘူးချာဖြန့်ဆိုတာအေးဟိုနားလဲရတဲ့ online နော်ဈေးရောင်းဈေးဝယ်တယ်နော်နောက်ပြီးတော့ online အော်လိမ်စားတယ်ဗောလေအဲ့တခါတည်းလေကျွန်တော်တို့သမီးစားသားကြည့်တာသူတို့လိမ်လာတယ်ကျွန်တော်မသိဘူးသူတို့ဘာလိမ်လဲသူတို့ကွန်ပျူတာဆင်မှာထိုင်ပြီးတော့ဘာလိမ်မလဲကျွန်တော်လည်းကြည့်မတတ်ဘူးလေ အဓိကပြောမယ်ဆိုရင်ကျွန်တော်လည်းညံ့တော့ဗျာညံ့ကြီးတော့ဟိုကပါရကျွန်တော်တို့လက်လီစုထားတယ်ကျွန်တော်တိုင်းသားလူမျိုးတွေအဲ့ဒါတော့လက်ခံတယ်ဒါပေမဲ့ဥဆောင်ဥရပြုတဲ့တိုင်းသားကောင်းဆောင်တွေကအဓိကလှုပ်ဆောင်ချက်တွေလိုတာပေါ့နော်ကျွန်တော်တို့လက်ရှိဖြစ်ပျက်နေတဲ့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပြည်သူတွေဒုက္ခရောက်နေရတဲ့စာဝတ်နေရေးဒုက္ခရောက်လို့တန်း20ကျော်သောမြန်မာနိုင်ငံသူနိုင်ငံသားတွေအငတ်ဘေးတွေစိုက်တော့မဲ့အနေထားတွေကိုဥဆောင်ဥရပြုတဲ့တိုင်းနှင့်ပြည်နယ်အလိုက် ခေါင်းဆောင်ပိုင်းတွေတည်သလိုပဲတိုင်းပြင်းပြည်နယ်ကိုပြီးတော့နိုင်ငံအုပ်ချုပ်မင်းလုံးမဲ့အစိုးရတွေတရက်ကလည်းတိဖို့လိုတယ်ဆိုတာကိုဒီအကြောင်းအရာတွေကထုတ်ဖော်ပြလိုက်တာတူတူပဲဗျာနော်။တော့ပညာရေးနှိမ့်ချနေတာကိုဟိုမြင့်မှမလုပ်ပေးဘူး။ဟိုကျမ်းမာရေးမဖူလုံတာမောလား။အဲသူတို့ဟိုဖူတော်မလုပ်ပေးဘူးဗျာ။ဥမာပညာရေးအသည့်တွေကျမ်းမာရေးအသည့်တရားတွေဟိုမြင့်မှလုပ်ပေးမယ်ဆိုလို့ဒီဒေသကျွန်တော်လုပ်ပေးရမ်းမလဲ။နော်ဒီကနေ့ကျွန်တော်တို့ဟိုဟိုလက်လျူစုလာတဲ့အတွက်ကြောင့်ကျွန်တော်ပညာရေး ဟိုနှိပ်ကြတဲ့ပုံမျိုးဒီတော့ဟိုဒီဥစ္စာဒါဆိုးသန်းတဲ့အလုပ်ပါဒါရာဇူးမှုဟိုဆဲရလို့ဆိုတာဒါကျွန်တော်တို့ကဟိုတကယ်တမ်းဟိုနားမလဲလို့ဟိုလုံမိတာလေအခုနားလေပြီလေသိပြီလေအဲ့ဒါဆရာတို့ပြန်ခေါ်လို့ရတယ်โอเคနားလေသွားပြီတိသွားပြီငါတို့နေမြေမှာလာပြီကြားဖြန့်လုပ်ပြီတကဘာလုံးကိုလိန်နေတဲ့လူတန်းစားတွေကိုငါတို့မောင်းထုတ်ကြမယ်သို့ပေမဲ့သူပြောထားတဲ့ဘိုးကြီးစောင်းအောင်ပြောထားတာက2025ခုနှစ်မတ်လ6ရက်နေ့လက်ရှိဖြစ်ပျက်တာက ဆယ်လာပိုင်23 24မှာထပ်ပြီးဖြစ်နေတော့မယ် gap ဆိုတဲ့အကွာအဝေးဘယ်လောက်တောင်ရှိသွားလဲဒီအချိန်ကြားထဲမှာဘာကြောင့်မတွန်းထုတ်နိုင်လဲအဖြေကရှင်းပါတယ်တော့ဆရာတို့လက်ခါတလေဟိုတင်းသမားမျိုးဟိုတယောက်ခေါ်ခြင်းနဲ့ဒီနှစ်ယောက်ခေါ်ခြင်းနဲ့အဲအဲ့ဒါတွေလည်းရှိတယ်အခေါ်ခြင်းနဲ့ဆိုရင်ခေါ်တော့ဆရာတို့တယောက်ခေါ်သွားဆိုရင်လည်းတော့တမင်းညမနဲ့တပူနှစ်ပူသက်သာဒီလူတွေကနှစ်ပူမစားအောင်ကြောင်းနေအဲနေဆုံးနှစ်ယောက်ဆိုနှစ်ပူသက်သာမယ်တော့ဒီအချိန်မှာဆရာတို့လည်း ်ဟိုမတည့်သူ့မိဘဆွေမျိုးအတိုင်းဝိုင်းနေတော့တို့ကျောင်းနေတဲ့ရင်ဆရာတို့နဲ့ဆက်ဆံမှုစုလို့မဟုတ်လားအခုညတောင်းရင်လည်းခေါ်ခြင်းလည်းခေါ်ပါဗျာနော်ဒါဘုန်းကြီးဆောင်ပြောထားတဲ့အရာပါအဲ့တော့ကြားဖြန့်ဆိုတဲ့အရာကြားဖြန့်ကလိန်စားတာကိုကျွန်တော်တို့မသိပါဘူးပညာရေးချွတ်တဲ့မှုကြောင့်နားမလည်ဘူးတိုင်းရင်းသားတွေဟုတ်ပါတယ်အဲ့ဒီအရာကိုကျွန်တော်တို့လက်ခံပါတယ်လို့ဆိုလာတဲ့ DGB ကောင်းဆောင်ဘုန်းကြီးဆောင်ပေါ့နော်အခုကြားဖြန့်ဖြစ်တဲ့ကိစ္စမှာ DGB DGB မဟုတ်ဘဲနဲ့ BGF ကဘိုးချုပ်စောချစ်သူလုတ်တယ်ဆိုပြီးပြောတယ်ဘိုးချုပ်စောချစ်သူ ਨੇ မအားလာကပါတယ်ခင်ဗျားတို့တွေးမိကြလားသူတို့ပေါင်းပြီးတော့ရုပ်ရှင်ကြိုက်တယ်ဆိုပြီးကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေကတွေးမိနေကြတယ်ဖြစ်ပျက်တဲ့အကြောင်းအရာတွေဟာတဖြည်းဖြည်းဆိုးလာတဲ့အနေထားကိုတိတဲ့မအားလာကသူရွှေ့လိုက်တဲ့အကွက်ထဲမှာစောချစ်သူလည်းပါသွားသလိုတရုတ်တွက်လည်းပါတယ်နောက်တစ်ခုအခု မလေးရှားမှာကျင်းပမယ့် ASEAN အစည်းအဝေးပွဲမှာဒေါ်နယ်ထရန့်လာမယ်ဆိုတဲ့အကွက်တွေကိုခင်ဗျားတို့ကျွန်တော်တို့အားလုံးစဉ်းစားမိကြရလားကျွန်တော်တို့နိုင်ငံရေးဟာထင်သလောက်မယိုးရှိဘူးလိမ့်ပါတယ်ရုပ်ပါတယ်ကောက်ကျက်တယ်ဒီလိုအနေအထားမျိုးမှာကဘာလုံးဆိုင်ရာ အတွေးကိုမအလခေါင်းထဲမှာရှိတယ်မအလနဲ့အကြံပေးတဲ့တိုက်ကအားလုံးရှိတဲ့အတွက်ကြားဖြန့်ဆိုတဲ့အကွက်ကကျွန်တော်တို့ရုပ်ရှင်တကားကြီးရတယ်လို့ပဲဒါပေမဲ့မြန်မာနိုင်ငံရဲ့ ာနာရှင်စနစ်တော်လှန်ရေးနဲ့အများကြီးတက်ရောက်မှုရှိတယ်။ဗိုလ်ချုပ်စောချစ်သူတို့ဘာလို့ဆိုတာလဲ။ခုနတတ်တက်ခိုင်တို့စန္ဒာမင်းတို့လိုပဲပုံလေးတွေအဆင်မရှိပါဘူး။ဘာကြောင့်လဲဆိုငွေထုတ်ပိုက်ပြီးချမ်းသာနေရင်ပြီးရောငါလူမျိုးငါပြည်နယ်ငါနိုင်ငံသူနိုင်ငံသားတိုးတက်ဖို့အတွက်သူတို့မှာရည်ရွယ်ချက်ရှိမရှိတော့သူတို့ကိုယ်တိုင်ပဲသိတယ်မယ်နော်။အဲ့ဒါကိုသူတို့ရဲ့ဆရာကြီးမအားလာရဲ့ ဘောမုံလို့နောက်စီးကနေပောက်ထွက်တဲ့ကောင်ကတော့သူပြောသွားတဲ့အတန်လေးကိုတစ်ချက်ငှားထောင်ကြည့်ဆောက်ရမ်းမိုက်တယ်နော်အော်အော်ဒိုဘလာစကိုရဲနေ့ကတမတော်ကကင်မီနယ်မြောက်ဝတီမြို့တောင်ဘက်မှာရှိတဲ့မက်ထရိုတလေးနဲ့အင်ဂျင်မြိုက်ဒေသမှာရှိတဲ့ကြားဖြန့်ခိုင်းများတရှိရာ KK ဘက်ကိုစီးနင်းခဲ့ပါတယ် KK ဘက်ကိုစီးနင်းခဲ့ပါတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ Starling နေစသဖြင့်လူရည်ကျွန်တော်2000ကျော်ထင်းသိမ်းနိုင်ခဲ့ပါတယ်လူရည်2000ကျော်ထင်းသိမ်းနိုင်တယ်မလေးရလည်းအထက်မှာကြားဖြန့်အကြောင်းကိုကျွန်တော်နေ့တိုင်းပြောနေရတဲ့နေရာမှာရှိပါတယ်2000နဲ့ရဖမ်းမိတယ်ပြောတယ်အခု1000ကျော်သော ဲကြားဖြတ်နေအားလုံးကထိုင်းနိုင်ငံတွင်ကိုထွက်ပြေးနေရတယ်ခင်ဗျားတို့အားလုံး video file ထဲမှာတွေ့ကြလိမ့်မယ်ပြန်နော် Starling တွေကကျွန်တော်တို့ဖြတ်စည်းနိုင်ခဲ့တယ်ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Starling တွေနဲ့ပတ်သက်ပြီးတော့ဒီဒီ Space A company ကလည်းကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ဒီဒီဒီ Starling Starling ဆက်2005ရောလဲသူတို့ပိတ်သိမ်းလိုက်တယ်လို့ဖော်ပြထားတယ်ဖော်ပြထားတယ်အဲ့တော့လက်ရှိတော့ခင်ဗျားအဲ့ဒီ data မှာ Starling တွေကအဲ့ဒီ data မှာကျွန်တော်တို့ဒီကြားဖြတ်လုပ်ငန်းတွေကရှိနေသေးပဲ တော့ဒါတွေဘယ်သူတွေခင်ဗျာရှိလဲဘယ်သူတွေထိချုပ်လဲနံပါတ်1 KNU နံပါတ်2ကျွန်တော်တို့ DKB နံပါတ်3ကျွန်တော်တို့ BGF နံပါတ်4ကျွန်တော်တို့ KN လက်နက်ကိုင်အဖွဲ့တွေဒီအဖွဲ့တွေပဲထိချုပ်တာပါရှင်ဘုရားဘဝီဘဝီစောတာအောင်လို့ဘာလို့ကဘုရားစောချစ်သူလို့ပြောတော့တာကတို့နေမြေမှာဒီလိုမျိုးတွေလာလောက်တာမသိပါဘူးကျွန်တော်တို့ကမြေပဲငှားတာပါဘုရားစောချစ်သူကပြောတယ်ဘုရားစာအောင်ပြောတာကတော့ဒီလိုမျိုးလုပ်တဲ့အရာတွေကျွန်တော်တို့သိတော့တဲ့အတွက်ကျွန်တော်တို့နှင်ထုတ်ပါမယ်မတ်လ6ရက်နေ့2025အခုအောက်တိုဘာ 16ရက်တကောင်ပြောသွားတယ်အဲ့ဒီကြားရက gap ကွာချမှုကဘယ်သူဘာလုပ်နေရလဲဒီလေခင်ဗျာမဟုတ်ဆိုထွက်ပြောလေအာကျွန်တော်စောချစ်သူထွက်ပြောကြည့်ပါလားကျွန်တော်နဲ့မဆိုင်မောင်ထွက်ပြောကြည့်လိုက်မဆိုင်ဆိုခင်ဗျာအဲ့စောချစ်သူထဲဘုံကြီးစောချစ်သူနော်ခင်ဗျားတို့ကြော်စုံဦးပြောနေပြီနော်ထွက်ပြောကြည့်လိုက်တတိရှိရင်လည်းခင်ဗျားလည်းခင်ဗျားတို့ခင်ဗျားတို့ဦးထွက်ပြောနေတဲ့ဇကားတွေကအလိညာဇကားတွေဆိုတော့ကြော်စုံဦးကထောက်ပြသွားတယ်နော်အကိုတို့တို့တဲ့နေရာကျွန်တော်တို့သတင်းသမားတွေလွတ်လပ်စွာဝင်ဝင်ပေးမလားမေးကြည့်လိုက်ကျွန်တော်ကိုယ်လည်းသွားသွားပြီးသတင်းရိုက်မယ်ကောင်းသွားရဲလို့လည်းအဲ့နေရာ ကရင်ပြည်နယ်ကိုခြေချတာနဲ့ဂျောပြတ်မဲ့ခါပွားရဲလို့လား KNU ကကျွန်တော်တို့ကဒီဟာနဲ့မပတ်သက်ပါဘူးခြေပြတ်နဲ့မပတ်လဝါချင်းရိုက်တရုတ်ကဖီအားပေးမှုကြောင့်စက္ကဆာနဲ့လဝါချင်းရိုက်တယ်လို့ဖြစ်သွားတဲ့ရှမ်းပြည်မြောက်ပိုင်းတီဘောလောက်ကြောင်မဲလောက်သွားသွားရဲတဲ့ကောင်ကပတ်သက်ပါအောင်ဒီလုံငန်းနဲ့မပတ်သက်ပါအောင်ဆို KNU အနေနဲ့မီဒီယာသမားတွေအဲ့ဒီကိုကျွန်တော်ဝင်ဝင်ပေးမလားမေးကြည့်လိုက်ဒီကိပြေဝင်ဝင်ပေးမလားအေးအဲ့ဒါတော့ KNU နဲ့ BGF တို့ DGB တို့ကိုပေါ်တင်စိန်ခေါ်လိုက်တာပဲကျော်စိုးဦးကတော့ခင်ဗျားတို့ကိုစိန်ခေါ်လိုက်ပြီနော် ပေးကြည့်လိုက်ကျွန်တော်တို့ဝင်မယ်အဲ့ဒီအဆောက်တွေကျွန်တော်တို့ကတွားကြည့်မယ်ရမလားမကြည့်ရဘူးဘယ်သူမှမဟာဘူးလေအခုခင်ဗျာဟာကြည့်ပါလားဘယ်သူကဟာရဲလဲဘယ်သူမှမဟာရဲဘူးခင်ဗျာရှင်းရှင်းလေးပါခင်ဗျာဒီဖွဲတွေလက်မခံရင်ဒီလူတွေရောက်လာကြအကြောင်းမရှိဘူးအေးကြိုက်တယ်အဲ့စကားဒီအဖွဲတွေကိုလက်မခံရင်ဒီလူတွေဟာရောက်လာတဲ့အကြောင်းမရှိဘူးငါပြည်နယ်တိုးတက်ရေးအတွက်ငါတို့ပြည်နယ်အတွင်းမှာရှိတဲ့ကလေးငယ်တွေရဲ့ပညာရေးချို့တက်မှုအတွက်ငါတို့ဒီဒီနေရာမှာဒီအဖွဲစည်းကိုထားမယ်ဆိုရင်ငွေကြေးရမယ်ရရင်ကရင်ပြည်နယ်ကိုတိုးတက်အောင ုံကြီးစောချစ်သူနဲ့ဘိုးချုပ်စောဆန်းဘုံမှုစောဆန်းအောင်တို့ကဘာကြောင့်မလုပ်တာလဲကျော်စိုးဦးကမေးလို့ကျွန်တော်ကကြားရရနေမြင်လို့ထောက်ပြကြည့်တာပါနော်ခင်ဗျအဲ့မှာခင်ဗျ BJ တို့ဘာလို့ပြောလဲအားနဲ့ကျွန်တော်တို့ကမြင်ငားတာလေခင်ဗျတို့မြင်ငားတယ်ဆိုရင်ခင်ဗျားကလေပြောပြမယ်နော်မြင်ငားတာလေခင်ဗျားတို့ကဒီတရားဝင်လုပ်ငန်းလားတရားဝင်လုပ်ငန်းခင်ဗျားသိဖို့လိုတာဗောဗျာခင်ဗျားကလေအေးဟုတ်တယ်ဟုတ်တယ်မိမိရှိမှလာလို့တဲ့အလုပ်ကတရားဝင်တဲ့အလုပ်လားတရားမဝင်တဲ့အလုပ်လားဆိုတော့တိတယ်တိတိကြီးနဲ့ငှားတယ်ဆိုတော့ဒါဆိုရင် ပရိသတ်ကြီးအရောက်တရာရဲ့အဖြေရလို့ကျွန်တော်တို့ကမေးရမလို့ဖြစ်နေပြီအဖြေကတော့ရှင်းရှင်းလေးတည်ပြီးသားပါအဘ BJ ကခင်ဗျားတို့ပြောနေတဲ့စကားတစ်လုံးပဲရှိတယ်။အားလည်းကျွန်တော်တို့ကမသိဘူးလေကျွန်တော်ကမြင်ခါတာပါလေ။ရလား။ခင်ဗျားမြင်ခါဆိုခင်ဗျားတရားဝင်လုံငန်းကိုငှားလား။တရားဝင်လုံငန်းငှား။ကြိုက်သွားပြီကွာစာကလေးတို့တော့ဒီချိန်။သူပြောတဲ့စကားမိုက်တယ်နော်။အဲ့ဒါဟုတ်တော့ဟုတ်တယ်ဗျ။ဟာလားခင်ဗျားသိဖို့လိုတယ်လေ။ခင်ဗျားတက်ကြည့်ပါလားခင်ဗျားတို့အမခင်ဗျားတို့အင်္ဂလိပ်စာမဖတ်တိုင်လဲဖတ်တတ်တဲ့ခင်ဗျားဒီတရားကိုခေါ်ပြီးတော့ကဘာမှာခင်ဗျားတို့ဒီနေရာနဲ့ပတ်သက်ပြီးတော့ဒီ KK ဘတ်တို့ဒီ Time မြန်မာနယ်စပ်တရားနဲ့ပတ်သက်ပြီးတော့ ကဘာမှာဘလို့ရေးနေလဲခင်ဗျားတို့ကြည့်ပါလားအများကြီးကဘာနဲ့တောင်ချီပြောတာတော့ဒီကောင်လေးကကဘာမှာဘလို့ရေးနေတယ်ကြားဖြန့်ဆိုတော့ဘာလဲမြန်မာနိုင်ငံအတွင်းကမြောက်ဝတီဟိုဘက်အဆုံးမှရှိတဲ့ရွှေကိုကိုကဘာလဲ KK ဘက်ကဘာလဲဆိုတဲ့အရာတွေကဘာကတော့တိနေပြီအဲ့ဒီအရာတွေကိုမတိကြိုးကြုံပြုပြီးကျွန်တော်တို့ကသူတို့ကမတိပါဘူးဆိုတော့ဘူချိုကြီးဟဲ့ဘူချိုကြီးလည်းမတိဘူးစောချစ်သူနဲ့အဲ့မှာရှိတဲ့နေမီပြီးထားတဲ့ဘူဆန်းဆောင်တို့ ကျော်စုကတော့မင်းနေပြီအခုတို့အဆင်ပြေတချက်ဖြည့်ပေးလိုက်ပါသူတို့လာပြီးတော့အင်တာဗျူးမယ်တဲ့မင်းမင်းကလည်းခင်ဗျားတို့ဒီမဲဆောက်ဘက်သွားမကြည့်လိုက်မဲဆောက်မှာရှိလူငယ်လူလူတွေသွားမကြည့်လိုက်မဲဆောက်မှာနေထိုင်နေထိုင်နေကျွန်တော်တို့ဒီစီမံကေကေဘက်နဲ့ပတ်သက်ပြီးခင်ဗျားတို့ဘလို့မြင်လဲလို့မေးကြည့်လိုက်ဒီကေကေဘက်မှာဘာလုပ်ငန်းတွေလုပ်နေလဲခင်ဗျားတို့မြင်လဲလို့မေးကြည့်လိုက်ကြားပြတ်လို့ပဲပြောလိုက်မယ်တပြိုင်တည်းကြားပြတ်လို့လည်းရာတင်ရထိုင်တဲ့ပတ်စံခင်ဗျားတို့လည်းရမှာပါခင်ဗျားတို့ပြောတာမြင်ခါစားရဆိုခင်ဗျားတို့ရာတင်ရထိုင်တယ်ခင်ဗျားတို့ရပြီးသွားပါပြီရာတင်ရထိုင်တယ်ရပြီးသွားပြီပြောချင်တာတော့မလုပ်ပါနဲ့တော့ဗောနော်မှန်ပါတယ် ျွန်တော်တို့တခါတကြိုက်လူပုဂ္ဂိုလ်မြင်တာနဲ့အလုံးမသာဖေလုံးမသာတရောင်းစာအောက်တန်းစာဖားတဲ့အဲ့လိုဆဲဆုံနေုံနဲ့ကျွန်တော်တို့တော်လိုင်းကြီးရလဲပြီးသွားလို့နိုင်ငံကြီးအခင်းကြီးခင်ဗျားတို့ခဏခဏပြောနေဇပွဲဝိုင်းမှာလဲကောင်းမွန်စွာပြောပြတို့ရမယ့်အခြေအနေမှာလုံးဝမရှိဘူး။ဘာကြောင့်လဲ။ပုဂ္ဂိုလ်ဆွဲတွေဖြစ်နေကြတယ်။ဒေါသစိတ်တွေများနေကြတယ်။နိုင်ငံကြီးဟာဒီလိုအကြောင်းအရာတွေနဲ့အများကြီးဆိုင်နေဆိုတာကအခုတတ်တည်ပဲ။ တကဘာလုံးတိုင်းနာနဲ့ကြားပြန်လုပ်နေတဲ့အရာတွေကိုအမေအမေရိကန်အင်္ဂလန်ကိုရီးယားတို့ကကမ္ဘောရှားမှာတကွက်ပြလိုက်ပြီးတော့ဖြစ်တဲ့အချိန်မှာဒီဘက်မှာပြောင်းအောင်ဒုံးနဲ့မထိုးရဘဲနဲ့မအာလာက BGN နေရာမျိုးမှာပြောင်းအောင်ဒုံးနဲ့ထိုးပြီးအကွက်ရွှေ့ပြလိုက်ပြီဒါဆိုရင်ဘာတွေဖြစ်လာမလဲအဖြေကတော့ရှင်းပါတယ်ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုရမှာက ASEAN အစည်းအဝေးမှာ Donald Trump တက်လာရင်ဘလို့ဖြစ်မလဲတောင်ကိုရီးယားမှာချီဂျင်းဖင်နဲ့တွေ့မယ်ဆိုပြီးဒီနေ့သတင်းတက်လာပါတယ် ဒီအရာတွေကမြန်မာနိုင်ငံရဲ့အခွင့်အရေးချိန်ဝင်ရှာကျွန်တော်အမြင်တော့ပြောင်းလဲသွားဖို့အများကြီးရှိတယ်ဒီအရာပေါ်မှာကောင်းမွန်တဲ့အရာတွေပြောင်းလဲမယ်လို့ကျွန်တော်တို့ကတော့ထင်ရပါတယ်ဒီကြားထဲကပဲအခွင့်အရေးကိုမိမိရရကျွန်တော်တို့ NUG အစိုးရကစုပ်ကင်နိုင်ဖို့လိုတယ်လို့ပြောရင်ကျွန်တော်ဒီကုန်းချုပ်ပါတယ်ကျွန်တော်တို့အာနာရှင်စနစ်ကြာရှုံးမှုဆိုရင်လူမျိုးစွဲပုံကိုဇွဲတွေပထားပဲနဲ့လူချင်းနဲ့ပန်းနိုင်ရအာနာရှင်စနစ်ကြာရှုံးမှုပဲ অভিনাম আরও কানন এইভাবে